တကယ်ချင်းအချင်းချင်းနေစက်တူလုံကလောက်တာပဲကွာဘာစာချုပ်မှလိုမနေပါဘူးเนาะနှုတ်ခရီးနဲ့ပဲနားလည်မှုနဲ့ပဲကျွန်တော်တို့လှုပ်လိုက်ကြရအောင်ဆိုပြီးတော့မှတငယ်ချင်းနေအချင်းချင်းစက်တူလုပ်ငန်းလှုပ်တဲ့အခါနှုတ်ခရီးနဲ့ပဲဘာစာချုပ်စာတန်းအနေနဲ့မှမလှုပ်တဲ့အခါမှာပြဿနာ၄မျိုးတက်ပါလိမ့်မယ်အဲ့တော့အစာပိုင်းတော့တငယ်ချင်းနေအဆင်ပြေတယ်နောက်ကြာလာတဲ့အခါမှာအဲ့ဒီပြဿနာ၄မျိုး ်တက်ပြီးတော့မှဘာဖြစ်မှလဲဆိုတော့အဲ့ဒီလုပ်ငန်းကပျက်စီးသွားနိုင်တယ်။မဟုတ်ဒါကျွန်တော်ဖြစ်နိုင်ခြေရှိတဲ့အလားအလာရှိတာကိုကျွန်တော်ပြောတာနော်။အဲ့တော့တချို့တွေလည်းဘာစီမင်းဘာဆက်တူစာချုပ်မှမချုပ်ဘဲနဲ့လုပ်ဖြစ်နေတဲ့သူတွေလည်းရှိကောင်းရှိနိုင်တာပဲ။ Okay အဲ့တော့အဲ့ဒီပြဿနာလေးမျိုးကပါလို့ဆိုတော့နံပါတ်1ဒီငွေကြီးပြဿနာ။အဲ့တော့တို့တော့ဒီလုပ်ငန်းတစ်ခုလုပ်ကြမယ်။အဲ့တော့မင်းကဘလောက်ထဲငါကဘလောက်ထဲမဲသူကဘလောက်ထဲမဲဆိုပြီးတော့မှကျွန်တော်တို့နှုတ်ကလေးနဲ့ပြောလိုက်တယ်အဲ့တော့ကိုကတော့အကုန်လုံးထည့်ပြီးသွားပြီပတ်စံနေ ဒါပေမဲ့ကိုယ်တငယ်ချင်းကနေပါအောင်နော်နောက်နေမှာထဲ့တော့မယ်နောက်မှနောက်လာမှာဘယ်ဟာရရရှိမှထဲ့မယ်ဆိုပြီးတော့မှကြားလာတယ်အဲ့တော့ငွေကြီးကလိုလာပြီလုပ်ငန်းထဲမှာငွေကကိုယ်တော့ထည့်ထားတယ်တခြားသူတွေကမထည့်တဲ့ခါမှာဘာဖြစ်လဲဆိုတော့အဲ့ဒီပြဿနာတွေဖြစ်တယ်အဲ့တော့ထပ်ပြီးကောင်းတာပြောရမယ်ဆိုလို့ရှိရင်လေโอเค तू ကငွေမထည့်ရသေးဘူးကိုရေကငွေထည့်လိုက်ပြီလုပ်ငန်းတအားခြေနေကောင်းလာတယ်အဲ့တော့ तू ကငွေမထည့်သေးဘဲနဲ့အမြတ်ငွေတွေရတယ်ဆိုလို့ရှိရင်လေဖယ်မဖြစ်ပြန်အောင် เนาะသူ့ကိုမပေးပြန်တော့လည်းမရဘူးလေသူကဒီထက်မှပါပြီဒါအဲ့တော့ပြောချင်တာဒီငွေကြေးနဲ့ပတ်သက်ပြီးတော့မှပြဿနာကျွန်တော်တို့ရှိလာနိုင်မယ်ဒါနံပါတ်1ပါနံပါတ်2ကတော့တောင်းယူမှုတောင်းခံမှုပါအဲ့တော့နှုတ်ခရီးနဲ့ပဲလှုပ်ထားတာလေအာရရငါလှုပ်လိုက်မယ်ဟာသူလှုပ်လိုက်မယ်ねကျွန်တော်တို့ဘာဖြစ်လဲဆိုတော့ဗောလီဘောပုံနေလိမ့်မယ်เนาะအဲ့တော့သူဘွားချောင်းလဲဆိုတော့သူနှုတ်ခရီးပဲလေလှုပ်မယ်လို့ပဲပြောထားတာဟုတ်လှုပ်ကိုလှုပ်ရမယ်ဆိုတဲ့စာချုပ်မရှိတဲ့အတွက်နှုတ်ခရီးပဲဖြစ်နေတဲ့အတွက် ကျွန်တော်တို့ကအလုပ်တွေမပြီးတော့ဘူးเนาะအဲ့တော့ဆုံးဖြတ်ချက်တွေလည်းမချနိုင်တော့ဘူးအဲ့တော့မင်းလှုပ်လိုက်လေငါလှုပ်လိုက်လေတူလှုပ်လိုက်လေနဲ့ကျွန်တော်တို့ကရှေ့မရောက်တော့ဘူးဖြစ်နေတာဒါကဘာလဲဆိုတော့ကျွန်တော်တို့ကတောင်းယူမှုတောင်းခံမှုနောက်နံပါတ်3တစ်ချက်ကတော့ကျွန်တော်တို့ဘာလဲဆိုတော့ဆုံးဖြတ်ချက်ချရတဲ့ပြဿနာနောက်ဆုံးဖြတ်ချက်ချဖို့အတွက်ခက်ခဲရှိတာ အဲ့တော့ကျွန်တော်တို့ကဟလာပရိပက္ခတွေဖြစ်လာပြီးပြဿနာတွေဖြစ်လာပြီးဆိုလို့ရှိရင်ဘသူကဥဆောင်ပြီးတော့မှဆုံးဖြတ်ချက်ချမှာလဲဘသူမှဘာတောင်းရှိတာလဲနော်အဲ့တော့ဘသူကတီတောင်းကိုအပြည့်ယူရမှာလဲဒီဆုံးဖြတ်ချက်ကိုဘသူကချရမှာလဲအဲ့ဒီဆုံးဖြတ်ချက်ချပြီးတော့ဘသူတွေကလိုက်နာရမှာလဲဆိုတဲ့ဆုံးဖြတ်ချက်ချတဲ့အခါမှာလဲပြဿနာတွေကျွန်တော်တို့တက်လာလိမ့်မယ်နော်အဲ့တော့နောက်ဆုံးတစ်ချက်ကတော့အရေးကြီးဆုံးပဲကျွန်တော်တို့ကဒီလုပ်ငန်းတွေကနေထွက်ခွာတော့မယ့်အချိန်မှာ เนาะအဲ့တော့အစင်မပြေတော့တာပဲဖြစ်ဖြစ်စိတ်မပါတော့တာပဲဖြစ်ဖြစ်ငွေကြေးမတက်နိုင်တော့တာပဲဖြစ်ဖြစ်လုပ်ငန်းကမအောင်မြင်လို့ပဲဖြစ်ဖြစ်ထွက်ခွာတော့မယ့်ချိန်မှာကျွန်တော်တို့က exit plan ဘောနော exit plan ကောင်းကောင်းဆွဲမထားဘူးဆိုလို့ရှိရင်အဲ့တော့တကယ်ဟလာပင်ပင်ပန်းပန်းလုံနေတဲ့သူတွေပဲကြံတော့မယ်เนาะအဲ့တော့ तू ကလည်းဒီဟာဒီလုပ်ငန်းကနေမြတ်မယ်ထင်ပြီးတော့မှဝင်လာတယ်မမြတ်တော့အေးအေးဆေးဆေးထွက်သွားတယ်အဲ့တော့ तू ကတော့လොမြောက်သွားတယ်ကြံတဲ့သူတွေကဒီမှာ ပြဿနာတွေနဲ့ကျွန်တော်တို့ကြံခဲ့တာမျိုးတွေဖြစ်နိုင်တယ်။အဲ့တော့ဒါကြောင့်မလို့ကျွန်တော်ဒါထွက်ခွာတဲ့အချိန်မှာ exit plan ဆွဲထားဖို့လိုတယ်။နော်။အဲ့တော့ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့စက်တူလုပ်ငန်းလုပ်တဲ့အခါမှာကျွန်တော်တို့ကနှုတ်ကတိတွေယုံကြည်မှုတွေနဲ့ပဲလုပ်လို့မရပါဘူး။အဲ့တော့ဘာလို့ရမှာလဲဆိုတော့စီမင်းစည်းကမ်းတွေရှိဖို့လိုတယ်။နော်အဲ့ဒီစီမင်းစည်းကမ်းနေထုတ်ပြီးတော့မှအဲ့ဒီစည်းကမ်းနေအတိုင်းစာချုပ်ချုပ်ပြီးတော့မှဆက်တူလုပ်ငန်းလုပ်ဖို့လိုတယ်မဟုတ်ရင်ကျွန်တော်တို့ကအစားအသောက်ငွေချင်းမိတ်ဆွေနောက်တော့ ရန်သူတွေဖြစ်သွားရတယ်အဲ့တော့ကဲ၍ကိုကစက်တူလုပ်ငန်းလုပ်ဖို့စီစဉ်ရှိပြီဆိုလို့ရှိရင်တော့ကျွန်တော်လာမယ့်အော်တိုဘာလ31ရက်နေ့မှာစက်တူလုပ်ငန်းဆိုင်ရာစီမင်းများတင်နန်း batch 2ရှိတယ်အဲ့တော့ batch 1တုန်းကတော့တင်နန်းသားပေါင်း80ကျော်တက်ခဲ့ပြီးတော့မှအခုဆိုလို့ရှိရင်သူတို့ကသူတို့လုပ်ငန်းတွေမှာပြန်ပြီးတော့မှအသုံးချနေကြပြီ တော့ကိုကဆက်တူလုပ်ငန်းလုပ်ဖို့စီရင်ရှိတယ်ဆက်တူလုပ်ငန်းလုပ်နေရဆိုလို့ရှိရင်မဖြစ်မနေဒီသင်တန်းကိုလာပြီးတော့မှတက်ပါအဲ့တော့အဲ့ထက်မှာကျွန်တော်အခန်းကြီး10ခန်းကျွန်တော်ထည့်ထားတယ်အဲ့ဒီအခန်း10ခန်းကိုကျွန်တော်တို့ကတည်တည်ချာချာလေ့လာပြီးတော့မှစာချုပ်အနေနဲ့ချုပ်ပြီးတော့မှဆက်တူလုပ်ငန်းလုပ်မယ်ဆိုလို့ရှိရင်တော့ပြဿနာတွေနည်းပါနိုင်မယ် ောက်ဒီတန်းကိုလာပြီးတော့မှတ်တက်ပါတန်းချင်းကိုလည်းကျွန်တော်အ ਨੇ ဆုံးနဲ့လုပ်ပေးထားတယ်၅သိန်းနဲ့တက်ခွင့်ပြုထားတယ်နိုင်ငံတကာအဆင့်မီတဲ့တန်းကိုမြန်မာလိုတက်ရောက်ခွင့်ရမှာဖြစ်ပြီးတော့မှအဲ့တော့ဒီတန်းနေရလာတဲ့ rules တွေเนาะအဲ့တော့စီးမင်းတွေကိုစာချုပ်အနေနဲ့ချုပ်မယ်ဆိုလို့ရှင်သိန်းရာနဲ့ထောင်နဲ့ချီတဲ့တန်နဲ့ဆက်တူလုပ်ငန်းစာချုပ်ကြီးဖြစ်သွားမှာပါဒါမှမဟုတ်ကျွန်တော်အမြန်လာတက်ပါ ဒီကြောင့်အရင်ကနေပြီးတော့မှအကျိုးစုံတွေရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အဲ့တော့ကိုကဒီသင်တန်းကိုတက်ချင်တယ်ဆိုလို့ရှိရင်တော့ထုံစံတိုင်းပဲ comment မှာ PBR လို့ရိုက်ခဲ့ပါအဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ messenger ကနေပြီးတော့မှ auto reply ပြန်မှာဖြစ်ပြီးတော့မှဒီသင်တန်းကိုတက်အောင်ခွင့်ရပါလိမ့်မယ်ကျေးဇူးများတင်ပါတယ်ကျွန်တော်တို့ကိုကြံလဲအောင်မှာမင်္ဂလာရှိသောနေ့တွေဖြစ်ပါစေ